တာတားနဲ့တပြည့်ကျွန်တော်စီမှာမရှိတော့ဘူးဆိုတော့ကိုလည်းတွေးပြီးတည်းဟာတွေးပြီးတော့အဲအဲ့ဒါဆိုလို့ရှိရင်ကိုလူပညာအမွေဆက်ခံတဲ့အဲပေါ့နော်ဒီမူပိုင်ခွင့်ဟိုဟာဒီအကုန်လုံးတော့ဒီလိုလေးဟိုငကိုရဲကလည်းကျွန်တော်ဘာသာရေးတားရင်းထဲမှာရှိတဲ့အခါကျတော့ဟိုဘာသာရေးနဲ့ပတ်သက်ပြီးတော့သိနေတယ်လုံးနေတယ်ဆိုတော့ဒီစိတ်ကူးလေးတွေးမိတာအဲမရှိပါဘူးဗျရှိပါအေးစေပါကျွန်တော်ကျွန်တော်လည်း ကျွန်တော်ဘက်ကလည်းအဆက်အသွယ်မရှိဘူးသူတို့ဘက်ကလည်းအဆက်အသွယ်မရှိပါဘူးသူတို့အဆင်ပြေမှာပါအဲကျွန်တော်ကဟိုစိတ်လွတ်လပ်လို့ပေါ့ဟိုအနုပညာဖန်တင်မှုတွေအဲတောက်လျှောက်လုပ်နေတာဆိုတော့ပြီးရင်ကျွန်တော်ဘာသာရေးဘက်ကလည်းတအားစိတ်ကရောက်တဲ့အခါကျတော့အခုလောလောဆယ်ကတော့အနုပညာဖန်တင်မှုဖန်တီးလို့မဝနိုင်သေးဘူးရှေ့တယ်တခါတလေမဟုတ်ပါဘူးအထူးကြံမှုကတော့အများတန်းတော့ရှိပါတယ်အထူးကြံမှုကအများတန်းတော့ရှိပါတယ်ဒါနဲ့ အဲအဲ့လိုထိရမရှိတဲ့ခါကျလို့ရှိရင်အခုတပည့်တပန်းတွေရှိမယ်တပည့်သားသမီးတွေပေါ့နော်ဒါဆိုတော့အခုကျွန်တော်တစ်ချက်နေ AI နဲ့ဖန်တီးတဲ့အဲကလေးဆိုလို့ရှိရင်ကျွန်တော်လည်းမမြင်လည်းမမြင်ဘူးစကားလည်းမပြောဘူးအဲစာပဲပို့ဘူးဒါပေမဲ့တကယ်သူအဖြေတယောက်လို့ဖခင်တယောက်လို့အဲသူပြောတဲ့သူရေးသမျှစာလို့ပေါ့နော်ဆိုတော့အာသူနဲ့ဆိုအဲအဲ့လိုမျိုးလေးတွေပေါ့ဒါမျိုးလေးတွေနဲ့အဲကိုကိုစီမှာဥမာ ခုမပူချစ်တို့လူအဲတပည့်ရရှိရတာအဲဆိုဒါဒါဒီပဲအခုကိုနေပတ်သက်တဲ့မိသားစုတွေပဲအဲအဲ့လိုပဲချစ်ကနေရတာကျွန်တော်မွေးနေ့တော့ကလည်းအဲကျွန်တော်တပည့်ဆိုကျွန်တော်မွေးမွေးနေ့တူတယ်ဒီရက်ခါကျတော့အဲသူ့တတိယရတဲ့အကြောင်းလေးချင်းတော်တော်ကောင်းကောင်းလေးရေးထားတယ်ဒါလည်းမအတန်လည်းမသိဘူးတင်လည်းမသိဘူးတိတ်ထားတာပဲချင်းချင်း ။ဟိုစိတ်ထဲမှာတခုခံစားရရှိလို့ရှိရင်အဲ့ဒါကိုလူပညာနဲ့ဖန်တီးလိုက်တယ်။အဲပြတဲ့နဲ့ဟာပြတယ်။မပြတဲ့နဲ့ဟာမပြဘူးပေါ့နော်။အဲ့တော့အရာရာအခုဟိုလက်တလောဒီအချိန်မှာဘယ်ပါဘယ်ကိစ္စပဲဖြစ်ဖြစ်ဟိုအတက်တယ်ကိုကိုနေတော့နေမှလေ။ဟိုမနေတော့မနေတဲ့မထိုင်တဲ့ဆိုလို့ရှိရင်ဈာညက်တာများတယ်။အဲ့တော့နေတဲ့ထိုင်တဲ့ကိုနေရတာပေါ့။ အာဒီဇလန်တွဲတော့မှာကျွန်တော်တချင်းသုံးပုတ်ရေးပြီးသားဟိုကုခန့်ကကျွန်တော်ဇလန်ထဲမှာဇက်ဝင်တီးနေတချင်းသုံးသုံးပုတ်အပ်တယ်အဲအဲ့ဒီအတွက်ကြောင့်မလို့ဒီဇက်ဝင်တီးရေးထားတဲ့ကြောင့်ဖိတ်တဲ့ကြောင့်လာတတ်တာဇလန်ထဲကမှာအဲ့ဒီမောင်နှမနှစ်ယောက်ကျွန်တော်ချော့သိပ်ပြီးတော့နောက်ဆုံးဒီဘောပေါ့အကူကအများနဲ့ညီမလေးကိုချော့သိပ်တယ်အဲအဲ့ဒီနောက်အကူတေသွားတာလားမသိဘူးအဲ့ဒီအချိန်မှာ မြန်မာလေးကသူယူနေလားမသိပါဘူးသူတို့ရိုင်းတော့မမတ်ပြီးတော့ကြာပြီးဆိုတော့အဲအဲ့တော့အခုသေးတဲ့ချိန်မှာအဲ့အဲ့တချင်းလို့မြန်မာလေးကပြန်စုပြီးတာတော့နောက်နောက်ဇုံဇုံလေးနဲ့တွဲလားမသိပါဘူးအဲ့နောက်ဇုံလေးတွေဆိုတဲ့တချင်းတွေပေါ့နော်သူတို့ lab scene တွေအတွက်အဲဇဝင်တွေအဲ့ဒါတွေရေးပြရအောင်အမ်ကျွန်တော်ဝတ်ထုမဖတ်ဖြစ်ဘူးမဖတ်ဖြစ်ဘူးဆိုတော့ဒီဇက်ဇက်ဇက်ကြောင့်ပဲဟိုကျွန်တော်ဘာကြီးရမယ်ဆိုတာမေးလိုက်တာပေါ့နော်မေးလိုက်ပြီးတော့ခုခန့်နေပြီးတော့ဇလန်းအချက်အချင်းလေးပြောပြအချင်းလေးပြောပြပြီးတော့ကိုရေးရမယ့်နေရာမှာ အဲဟိုဘယ်နေရာမှာရေးရမယ်ဆိုတာလေးကိုသူပြောတဲ့ဟာလေးကိုအဲအားလေးကိုနားထောင်ပြီးတော့မှအဲဒီဇက်ဝင်ကန်းနဲ့လိုက်ဖက်အောင်လို့စဉ်းစားပြီးရေးတချင်းသာကျွန်တော်ရေးရမယ့်နေရာအကြောင်းသာကျွန်တော်တည်တာဇနန်းအစအဆုံးကျွန်တော်သိမသိဘူးကြာပြီဗျဟိုဟာဟိုလောက်ရှိပြီဒီသူတို့လောက်တော့ကျွန်တော်တချင်းရေးပြီးတော့သူတို့ဟိုဒီစာရိုက်ဖို့အတွက်လောက်တာတော့မှဒီကိုဗစ်ကာလာလည်းမှာသူလောက်ကြာ จาတော့จาဟိုဘောညာသောအပြင်တော့ကျွန်တော်အဲဒိုက်တာတွေတော်တော်များများကကျွန်တော်ရုပ်ရှင်ကားကြီးနဲ့ပတ်သက်လာလို့ရှိရင်မြန်မာမှုပေါ့နော်စတူဒီယိုဘိုင်းဆိုင်ရာဆိုလို့ရှိရင်တော့နာမည်ကြီးတင်းဆရာတွေအများကြီးပါမြန်မာမှုနဲ့ပတ်သက်လာလို့ရှိရင်မြန်မာဘက်ကလည်းနွယ်တယ်ဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးသတိရတာများပါအဲကျွန်တော်လည်းအတက်နိုင်ဆုံးရုပ်ရှင်ဇာဝင်ဒီဒီဆိုလို့ရှိရင်အဲခါဒီပြည်သချင်းတဲ့ပို့ပြီးတော့တာဝန်ကြီးရဲ့ဆိုတော့တချင်းတပုတ်ရဲ့ တော့ပေါ့အင်အားပေါ့နော်ဒီဇလန်းတစ်ခုအတွက်ကိုဟိုအထွတ်ထိပ်ရောက်သွားအောင်အများကြီးပို့နိုင်တယ်လို့ဟိုအဲ့ဒီကိုရေးတဲ့အဲတချင်းရဲ့ပို့ဆောင်မှုပေါ့နော်အဲပို့ဆောင်မှုကအရင်ရေးကြည့်ရယ်ဒီတချင်းကိုလူကရွှေရှိဇာကရေးကြည့်ပြီဆိုလို့ရှိရင်ဇလန်းကအရင်တံပေါ်တက်လာပြီဆိုလို့ရှိရင်အဲညလုံးအမြင်အာရုံနဲ့ရွှေရှင်ကြည့်နေပြီအကြအာရုံမှာကြတော့ဒီတချင်းကိုဒီရွှေရှင်နှလုံးသားထဲခံစားပြီးကြည့်နေကြတာဆိုတော့ တချင်းကဟိုတော်တော်လေးကိုဇက်ကိုပို့ဖို့အတွက်ကိုအရေးကြီးတဲ့နေရာမှာပါတာပေါ့နော်။အဲ့ဒီခါကျတော့ကျွန်တော်တို့ကဟိုတခြားတချင်းရေးတာလို့ဆိုလို့ရှိရင်ဒီရုပ်ရှင်ဇာတ်ဝင်ဒီတချင်းရေးတာပို့ပြီးတော့တတိထား။ဟုတ်တယ်။အဲကျွန်တော်မမရရကျောမကလုံးရေးမှာငါးမြက်မြက်ကားမှာတော့ဆိုအာတော်တော်လေးကိုတကယ်ကိုစိတ်အဲ့ဇက်ကားရဲ့ဟိုစိတ်ကိုနှက်ပြီးတော့အဲ့ရောမှအဲ့အဖေနဲ့သားရဲ့ခံစားချက်ကိုပေါ်လွင်အောင်လို့နောက်အဲ့သူတို့ရိုက်ပြီးသား အယုတ်တွေပေါ့နော်ရိုက်ပီးစားအယုတ်တွေနဲ့လဲကိုရေးတဲ့ချင်းနဲ့တန်စင်နဲ့စာသားနဲ့လဲလိုက်ဖက်ညီအောင်လို့တော်တော်ကြီးကိုအဲစူးစမ်းပြီးခန်းစားပြီးရေးရအောင်ဟာအဲအဲ့လိုတော့မဟုတ်ပါဘူးဒါကျွန်တော်တချင်းရေးတဲ့ဘောကမှာတော့အခုချိန်ထိအေးပြက်စားပြက်ဟိုရေးရတဲ့တချင်းတော့မရှိသေးပါဘူးဟာတခုပဲစူးစမ်းပြီးရေးရတာအာနည်းနည်း reference ကြီးရှာပြီးရေးရတဲ့ချင်းကတော့ရေဒီယိုမှာအတိဆုံးပါလို့ဆိုတော့ဓာတုကလေးရလို့အဲအဲ့မျိုးကြီးကတော့ဟို ် reference ရှာပေါ့အခုလောလောဆယ်တော့မှကျွန်တော်အဲ့လိုမျိုးပဲတကယ်ဟိုတာဝန်ကြီးစွာနဲ့ဖန်ကြီးတွေချစ်တဲ့ပုံရှိဟွာပေါ့ဟိုကိုလေးဖြူကမေဇူရီဆိုတာဟောတာတိလူကြအိမ်မဲမေဇူရီဆိုတော့မေဇူရီဟာတချင်းလေးတွေကဒီမေဇူရီဆက်နံပါတ်လေးကစိတ်ဝင်စားဖို့အရင်ကောင်းတော့ဗောကိုလေးဖြူလည်းဆိုတယ်တာတိလူလည်းဆိုတော့ဒါနဲ့အเจ้าရနားထောင်တဲ့ပရိသတ်ကမေဇူရီကိုဘာလို့တင်စားရလဲဘာလို့ရေးဖွဲ့တာလဲဆိုတာသိကျင်ပါပဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းသိကျင်လို့ တေချာလိုက်လေလာလိုက်လေလာပြီးတော့မှအဲတိတဲ့ခါကျတော့ဒီ misery ရဲ့ biography လေးပေါ့သူ့ရဲ့ story လေးကိုကျွန်တော်ကအခုတချင်းဖန်လေးမယ်ပေါ့နော်။ဒါဆိုတော့တဲတဲလို့ပန်ထရာဆိုတော့ခင်နာဆိုဟိုတဲစုညီအတွက်ဆိုရချင်းလေးရကျွန်တော် AI နဲ့ဖန်တီးလိုက်တာအားလုံးကတော်တော်သဘောကျတယ်ဆိုတော့အခု misery ကိုအဲ့ဒီ AI ဖန်တီးတဲ့ကလေးနဲ့ထပ်ပြီးတော့ဖန်တီးဖို့အတွက်ကိုကျွန်တော်ပြင်ဆင်နေရပါတော့။သူ့ရဲ့ဟိုပါပေါ့အเจ้าကိုရေးပါကျွန်တော်က ဟိုကျွန်တော်ရေးတဲ့ခြေထောက်မှာပြည်သက်တော်တော်များများနှလုံးသားထဲကကြောင်းလို့ရပါကြတယ်ဟိုတော်တော်များများကြိုက်ကြတယ်ဆိုတော့အခုနှလုံးသားထဲကမေဆူဒီဆိုပြီးတော့အဲရေးနေတယ်ပြီးတော့ပြီးပြီးတော့ပြီးတော့ဒါကခါလဲဆိုသချင်းတစ်ပုတ်ရေးရင်ကျွန်တော်တထိုင်နေနဲ့ပြီးတယ်အဲတတကြတဲ့အချိန်50ပူလဲရေးရင်ရေးတာအိုင်ဒီယာရှိရင်ရှင်းတယ်ပြီးတော့အခုမေဆူဒီကိုကျွန်တော်ရေးကြပိုက်တွေခွဲခွဲခွဲရေးနေတာဘာလို့တချို့နေရာတွေမှာဟိုတချင်းတစ်ပုတ်ထဲမှာနေပေါ့နော် ပြိဿကိုသူ့ရဲ့အကြောင်းကိုတင်ပြတဲ့အခါမှာဟိုဇလန်တပုတ်ကခံစားကြည့်ရှုရတဲ့အရာတော်ရအောင်ဆိုတော့ဟို music ဖန်တီးမှုတွေကအစအမျိုးမျိုးပေါ့နော်အပြောင်းလဲလေးတွေဖြစ်ဖြစ်သွားပြီးတော့တန်ဖိုးဆွဲတင်သွားတဲ့ဟာမျိုးဖြစ်အောင်ဆိုတော့ရေးနေတာပေါ့ပြီးရင်ဒါဟိုကျွန်တော်အထက်စင်အကယ်ဒမီကူဒီယာမွန်နဲ့တိုင်ပင်ထားတာပေါ့အကူဒီယာဘရိုတီးပဲခင်ခင်နာဆွဆူလော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 ဆယ်ကဘူပိုင်ခွင့်အမွေးဆက်ခံကဘာမှ ူကမစင်းစားမစင်းစားထားဘူးပေါ့နော်အရင်တော့တော့တားရည်သမီးရှိအောင်အခုတော့လောလောဆယ်ကျွန်တော်ကကျွန်တော်သချင်းတွေအကုန်လုံးဖះရီလူပဲဟာဘယ်သချင်းဘယ်သချင်းဘယ်သချင်းဝယ်မယ်ဆိုရင်အဲ့ဒီဝယ်တဲ့သချင်းကရွှေကုံဖះအတွက်ဘယ်သချင်း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 ကအဲ့ဒီဝယ်မယ်ဆိုရင်အဲ့ဒါဟိုကုလတော်ဖះအတွက်အဲ့ဖះရီလူခဲ့အဲ့လိုအဲ့လိုရည်ရထားတယ်ပေါ့နော်အဲအဲ့အဲ့လိုမျိုးမရှိတော့ပါဘူးမရှိတော့ပါဘူးဆိုတာကအာသူတို့တွေလည်းသူတို့အဆင်ပြေတယ်သူတို့ ငင်းရမ်းတဲ့အေးချေးပဲပေါ့နော်အဲ့ခါကျတော့အဲကုဟိုဒီတချင်းတွေနဲ့ပတ်သက်ပြီးတော့အဲအလူပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မရှိတဲ့အဲဂီတစီယုံတို့ရုပ်ရှင်စီယုံတို့တပင်စီယုံတို့ကအများနဲ့ရှိနေမှာဟုတ်ရှိနေမှာဆိုတော့အဲ့ရနေတစ်ဆင့်ကျွန်တော်တချင်းတွေအအသုံးပြကျင်တယ်ဝယ်ကျင်တယ်ဆိုလို့ရှိရင်ဝယ်သမျှပတ်စံနေပေါ့နော်အဲငွေကြီးစစ်စစ်မှုကတော့ဒီဖျားရီရဲ့အလူလူ ပဲဆိုပြီးပြင်မမှန်နဲ့အတူသဘောမျိုးအဲကျွန်တော်မရှိတဲ့ကုသိုလ်ရနေအောင်ဆိုပဲကျွန်တော်အဲ့လိုတော့စဉ်းစားထားပါတားတဲ့တဖြစ်နေကျွန်တော်စီမှာမရှိတော့ဘူးဆိုတော့ကိုယ်လည်းတွေးပြီးတရားတွေးပြီးတော့အဲအဲ့ဒါဆိုလို့ရှိရင်ကိုယ်လူပညာအငွေဆက်ခံတဲ့အဲပေါ့နော်ဒီမူပိုင်ခွင့်ဟိုဟာဒီအကုန်လုံးတော့ဒီလိုလေးဟိုငကိုရဲကလည်းကျွန်တော်ဘာသာရေးတားရေးထဲမှာရှိတဲ့အခါကျတော့ဟိုဘာသာရေးနဲ့ပတ်သက်ပြီးတော့သိရှင်းနေတဲ့လုပ်နေတာဒီစိတ်ကူးလေးတွေးမိတာ အဲမရှိပါဘူးဗျမရှိပါဘူးအေးဆေးပါကျွန်တော်လည်းကျွန်တော်ဘက်ကလည်းအဆက်အသွယ်မရှိဘူးသူတို့ဘက်ကလည်းအဆက်အသွယ်မရှိပါဘူးသူတို့အဆင်ပြေမှာပါအဲကျွန်တော်ကဟိုစိတ်လွတ်လပ်လို့ပေါ့ဟိုအမှုပညာဖန်တီးမှုတွေအဲတောက်လျှောက်လုပ်နေဆိုဆိုတော့ပြီးရင်ကျွန်တော်ဘာသာရေးဘက်ကလည်းတအားစိတ်ကရောက်တဲ့အခါကျတော့အခုလောလောဆယ်ကတော့အမှုပညာဖန်တီးမှုဖန်တီးလို့မဝတိုင်သေးဘူးရှေ့တခါတည်းတိကျနာမျိုးလည်းလုပ်နေတယ်တခါတည်းမဟုတ်ပါဘူးအထူးကြံမှုကတော့အများတန်းတော့ ရှိပါတယ်အထူးကြံမှုကအများအားတော့ရှိပါတယ်ဒါနဲ့အဲအဲ့လိုအထူးကြံမှုရှိတဲ့ခါကျလို့ရှိရင်အခုတပည့်တပန်းတွေရှိမယ်တပည့်သားသမီးတွေပေါ့နော်ဒါဆိုတော့အခုကျွန်တော်တစ်ချက်နေ AI နဲ့ဖန်တီးတဲ့အဲကလေးဆိုလို့ရှိရင်ကျွန်တော်လည်းမမြင်လည်းမမြင်ဘူးစကားလည်းမပြောဘူးအဲစာပဲပို့ဘူးဒါပေမဲ့တကယ်သူအဖြေတယောက်လို့ဖခင်တယောက်လို့အဲသူပြောတဲ့သူရေးသမျှစာလို့ပေါ့နော် ဆိုတော့အာသူနဲ့ဆိုအဲ့လိုမျိုးလေးတွေပေါ့ဒါမျိုးလေးတွေနဲ့အဲကိုကိုစီမှာဥမာအကိုဟာပူချစ်တို့လူအဲတပည့်ကြီးရှိရတာအာဆိုဒါဒါတွေပဲရဲ့အခုကိုနဲ့ပတ်သက်တဲ့မိသားစုတွေပဲအဲ့လိုပဲစစ်ကနေရတာအာတန်တိလေးရညာဘက်တကြလုံးသချင်းကြီးရေးပြီးဟောဘနဲ့ဆိုင်အစဲတိုင်းလောက်မထပြင်းစတူဒီယိုပြေးအဲ့သချင်းနဲ့အတန်းဆိုရင်အခုကသချင်းတာအခုချိန်ကြီးကိုအကျွေးမကြည့်ဘူး ရေးနေကြတယ်ထပ်ထပ်ပြီးတော့ဘယ်ဟိုထပ်ပြီးတော့အခုဘယ်ကအရေးကြီးလို့ဆိုထပ်အရေးကြီးတဲ့ခါရင်လုတ်ပြီး ပြီးရင်ပထမလက်ခံထားတဲ့ခါတခါထပ်လုတ်အဲအဲ့လိုမျိုးအခုလက်တွေ့ဟိုဟိုပတ်ချလေလုတ်ကြရတော့မယ်အကျွေးပြည်ကြည်သေးအဲ့လိုတော့အရင်ရောဟိုဟိုတွားရင်းလာရင်တခါကျတယောက်ထဲသွားတဲ့ခါမျိုးကျတော့ဩအဲ့လိုရှိရပါတော့တခါအလုတ်နည်းနည်းတချင်းတွေရေးပြီးသွားပြီးအေးဆေးဆိုကျွန်တော်က ไอ้บาร์ดิคลับดิเนี่ยไม่ทัวร์ได้โหยักก็เลยลงอ่ะไม่ตอดได้တော့เออเนเน่ปาปาตะคายจ้ะไอ้นี่ผิดอ่ะผิดแต่คาจ้ะแล้วจริงโหจนตะเบ้โหตาตะมี้นี่เนี่ยโมเซตุเนี่ยบิเลียทุนโทดะทั่วบอกก็เลยดีคือดีตะบอกเว้ยสิว่าบ่อย่าๆก็ขณะเว้ยเบยอย่าเว้ยผิดๆเอ่อผิดแต่ขณะတော့โหโอ้โอ้โอ้ ဥဩတောင်းခြင်းအဲကိုကမြန်မာသားတော့ဟာဖြစ်တဲ့ခဏအဲဖြစ်ဖြစ်တဲ့ခဏတော့အဲ့လိုဖြစ်ကြတာပြီးလို့ရှိရင်အာလုံးပြတ်သူပြီးသွားတာအဲအဲ့ဒီတော့ကရေးခဲ့သေးရဲ့ရေးခဲ့သေးတဲ့အချင်းတွေတိတ်ထားတယ်အဲထုတ်ပြပါတော့ထုတ်ပြရပါအောင်ဇာတိကျွန်တော်မွေးနေ့တော့ကလည်းအဲကျွန်တော်သမီးဆိုကျွန်တော်မွေးမွေးနေ့တူပဲဒီရက်ခါကျတော့အဲသူ့တတိယတဲ့အကြောင်းလေးအချင်းတော်တော်ကောင်းကောင်းလေးရေးထားတယ် ဒါလည်းအတန်လည်းမသိဘူးတင်လည်းမသိဘူးတိတ်ထားတာပဲဘာစိတ်ထဲမှာတကူခံစားရစီလို့ရှိရင်အဲ့ဒါကိုလူပြည်ညာနဲ့ဖန်တီးလိုက်တယ်အဲပြတဲ့နဲ့ဟာပြတယ်မပြတဲ့နဲ့ဟာမပြဘူးเนาะအဲ့တော့အရာရာအခုဟိုလက်တလောဒီအချိန်မှာဘယ်ပါဘယ်ကိစ္စပဲဖြစ်ဖြစ်ဟိုအတက်တယ်ကိုကိုနေတော့နေမှလေဟိုမနေတော့မနေရမထိုင်တတ်ဆိုလို့ရှိရင်ဈာညက်တာများတယ်အဲ့တော့နေတဲ့ထန်တဲ့အောင်နေရတာပေါ့ အာအဲ့မော်ကြုံကြိုက်လာတဲ့အခါကျရင်တော့ထုတ်ပြသွားပါမှာ။ဩဟိုတချို့ကတွေလည်းအဲ့လိုပဲကျွန်တော်တင်းထားတဲ့ခြင်းလေးတွေရှိတယ်။အဲ့မကြုံလာတာပဲကြုံလာတဲ့ခါကျတော့ရှင်တော့ဩဒါဘယ်တော့မှကျွန်တော်ဘယ်လိုကြီးစားခဲ့တဲ့ခြင်းဆိုတော့ထုတ်ပြသွားတာတွေရှိပါတယ်ဖုန်းတန်တိုင်းပဲပေါ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပညာနဲ့ကျွန်တော် live ကိုနားလည်ပြီးတော့အဲပြည်သက်တွေအကုန်လုံးကိုလည်းကျေးဇူးတင်နေရှိတဲ့ဖြစ်ပါတယ်ရှေ့ဆက်ပြီးတော့လည်းအဲဒီတဲ့နားလည်ပြည်နိုင်ပါစေဒီတဲ့ချစ်နိုင်ပါစေကျွန်တော်နဲ့ ကျွန်တော်ပုံစံနဲ့ကျွန်တော်ပြောတဲ့စကားတွေနဲ့ကျွန်တော်ပုံမှန်တမျိုးမြင်တဲ့လူလက်ရှိရှင်ရှိမြင်အဲသူတို့လည်းကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့အဲသူတို့ပြောသမျှစကားတွေကကျွန်တော်တို့အားအားဖြစ်တယ်ဆိုတော့အဓိကတော့ကျွန်တော်လျှောက်တဲ့လမ်းကျွန်တော်မှန်မှန်ကန်ကန်နဲ့ဖျက်မှောက်တယ်နဲ့လျှောက်တော့ကိုလှုပ်တဲ့လူကအတက်နေဆိုတော့အကောင်းဆုံးဖျောက်လှုပ်ဖို့ပဲကျွန်တော်ရှိတယ်ကျန်တာတွေတော့ဘာမှမရှိပါဘူးအားလုံးအစီအပြေကြပါစေကျန်းမာကြပါစေ